က်ဆောင်မင်္ဂလာပါခမဝင်ခံပါရစေကျွန်တော်အကြည့်တော်လူပြိုပါခမဒါကတတိုင်းတပြီလုံးသိပါတယ်ဒါပေမဲ့အားလုံးမသိတာတခုရှိပါသေးတယ်ကျွန်တော်ကလေးတယောက်ရဘူးတယ်ဆိုတာကိုပါကျွန်တော်ဇကကြာတာနဲ့အားလုံးကအံ့အားသင့်သွားမယ်ထင်ပါတယ်အေးလူပြိုလဲဆိုသေးဘလူကလေးကရတာလေ ဒါဆိုမိမရဘူးလို့ပေါ့မိမနဲ့ပြန်ကွေးသွားတာလားစသည်ဖြင့်ထင်ကြပါလိမ့်မယ်မဟုတ်ပါဘူးခမရဒါဆိုရင်ရုပ်ရှင်များတွေကလူအကြီးတော်အရက်မူလာတော့ခရီးပန်းကဒေါ်စီဖနက်နဲ့နင်းမိတဲ့နမိတ်ပုံလူမူတုံတစ်ခုခုမှမိခဲ့တာလားမဟုတ်ရယူအမှန်ပါဗျာအခုကျွန်တော်ပြောမယ့်ကလေးကသူ့အလူလူရလာတဲ့ကလေးပါ ဟေးဒါဆိုရှေးခေတ်ကလူမိမတယောက်ကအကြည်တော့ကိုမြင်တွေ့ပြီးအလိုလိုလေဥဥပြီးမွေးတာလားဒီလိုလဲမဟုတ်သေးပါဘူးခမဒီကလေးဘယ်လိုရခဲ့တလဲဆိုပရိသတ်ကြီးတီလာပါလိမ့်မယ်အဲ့ဒီတော့မှအားလုံးကအော်အကြည်တော့ဒီလိုလဲကလေးရခဲ့တကူဆိုပြီးဖြစ်သွားကြပါလိမ့်မယ်ကျွန်တော်ကလေးတကယ်ရှိခဲ့ကြမယုံလို့ရှိရင်ကျွန်တော်ရဲ့အကူတော့ ကိုရဲဝင်းလို့ခေါ်တဲ့ဏီကိုရဲကိုမေးကြည့်လို့ရပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကလေးရခဲ့တုန်းကသူ့လဲရှိနေလို့ပါ။ကျွန်တော်ဘာလို့တက်တည်ဖြစ်နေဏီကိုရဲကိုညွန်ပြရတယ်လဲဆိုရင်ဒါတကယ်အစစ်အမှန်ဖြစ်ရမှန်မို့လို့ပါ။ကျွန်တော်မညာခြင်းမဘူး။ကျွန်တော်မှာတမီးတယောက်ရှိခဲ့ဘူးပါတယ်။အဲ့ဒီတမီးလေးရခဲ့ပုံကဒီလိုပါခင်ဗျာ။မနေ့ကစပြီးဟောပြောပွဲတွေတွားပြတယ်။ ။တွားပြရခြင်းအကြောင်းရင်းကပရိသတ်နဲ့လည်းထိတွေ့ကျင်တာရဲ့။နေရဒေတာဒေတန္တရဘဝတုဒ္ဒလည်းလိုချင်တာကြောင့်တွားပြတာပါ။ကိုဘာတာကိုကြခရီးထွက်ဖြစ်ဖို့ဆိုတာမလွယ်လာဘူးလေ။အခုကြတော့မတော်မဖြစ်ဒါဝင်တရက်လိုဖြစ်သွားတော့ရောက်ကိုရောက်ရတော့တာ။အမှန်တိုင်းပြောရရင်ကျွန်တော်ကဟောဖို့ပြောဖို့မဆုနဲ့လူရှိသူရှိမတ်တက်ရက်ဖို့တော့ဝါသနာပါလာတာမဟုတ်ဘူး ဘယ်လောက်ထိလဲဆိုကျွန်တော်လုံချင်းဝိထုနှစ်အုပ်သုံးအုပ်ထွက်ပြီးတဲ့အစမှာပရိသတ်တွေကကျွန်တော်ကိုတွေ့ပြီးအကြီးတော်ဆိုတာသူပေါ့အကြီးတော်ဆိုတာလားစသည်ဖြင့်သုံးလေးယောက်ဝိုင်းကြည့်တာတော့တွေးတူပြီးဈေးယုံတင်ရမလို့ဖြစ်ခဲ့ရတယ်။အဲဒီလောက်အထီကိုလူကြောက်တာဒီလိုလူရှိသူရှိဟောပြောဝဲပြောဖို့ဆိုတာဝေးရောမနေ့ကမှကိုရဲဝင်းညီကိုရဲကတို့ညီကိုနဲ့ရောက်ဟောပြောဝဲသွားရအောင်ဆိုတော့ ကိုရဲဝင်းကလည်းဖြစ်အတွဲကလည်းညီတော့ဟောပြောပွဲအတော်များများလိုက်ပြောဖြစ်တယ်။လူကညီတော့ခရီးသွားရတာအတော်ပြောစရာကောင်းပါတယ်။နောက်ပြီးကိုရောက်တဲ့နေ့တိုင်းကိုပရိသတ်နဲ့ရင်းရင်းနီနီတွေ့ရတော့ပိုပြီးကြည်နူးမိပါတယ်။ကျွန်တော်တို့ရောက်ခဲ့တဲ့နေတွေအတော်များများဟာဆိုရင်စာဘီအင်မတန်ချစ်မြတ်နိုးတဲ့နေပယ်တွေဖြစ်တဲ့အတွက်ပြိဒတ်အင်အားကကြောက်ခမန်းလီလီပါပဲတချို့နေတွေဆို နီကိုရဲ့အကြည့်တော်ဟောပြောပွဲလာတယ်ဆိုတာနဲ့သူတို့နေမှာဟောပြောပွဲလုပ်ဖို့အစီအစဉ်မရှိတော့ညာဓမင်းဖိတ်ပြီးတော့ကိုခေါ်တွေ့ပါလေ။စာရေးဆရာကစဖတ်သူကဘလောက်ချစ်ကြတယ်လဲဆိုတာအဲ့ဒီနေရီမှာတွေ့ခဲ့ရပါလေ။ဘလောက်ထိလဲဆိုနေတခုမှာပေါ့။ကျွန်တော်တို့ရောက်ပြီဆိုတာနဲ့လက်မှတ်ထိုးပေးရမယ့်စာအုပ်ပုံကဟိထနေပြီ။ရောက်တာနဲ့ဘာမှမလုပ်အားသေးဘူး။ အဲ့ဒီစာအုပ်ပုံတွေလက်မှတ်ထိုင်ထိုးလိုက်တာညဦးပိုင်းကိုရောက်လာပါတယ်။ဟောပြောပွဲကလည်းအချိန်နှီးနေပြီ။ပရိသတ်ကလည်းစောင့်နေပြီ။ဒီမာကူကလည်းမပြီးသေး။နေကြတဲ့လာနှုတ်ဆက်ကြတဲ့လူတွေကိုလည်းပြန်နှုတ်ဆက်ရ။ဟောပြောပွဲပြီးရင်တိုက်မဲ့ကျွေးမဲ့လူငယ်တွေကလည်းလာချင်းကြနဲ့ရှုပ်ရှက်ခတ်နေပါတယ်။အဲ့ဒီအချိန်မှာမှ လူတယောက်ကကလေးကလေးခွင်မိမကိုလက်ဆွဲပြီးကျွန်တော်စီရောက်လာပါတယ်။ ပြီးတော့ကျွန်တော်ကလာနှုတ်ဆက်ပါတယ်ဆရာကျွန်တော်ကဆရာအစာဖတ်ပြိသက်ပါဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဒါကပြောရပြောစင်ပါဆရာကိုကျွန်တော်အရင်လေးစားတယ်ဗျာဟုတ်ကဲ့ကျွန်တော်ကလည်းကြိုးစားပါမယ်ဗျာထို့သူဆိုတော့သူကဆက်ပြီးဆရာတို့ဒီရောက်မယ်ဆိုကလေးကဝမ်းသာနေတာဟုတ်ကဲ့ခင်ဗျကျွန်တော်တို့လည်းတွေ့ရတာဝမ်းသာပါတယ် အဲ့ဒါဆရာတို့ဒီလာမယ်ဆိုတော့ကျွန်တော်တို့လင်မယားနှစ်ယောက်ဆရာကိုဘာလက်ဆောင်ပေးရမလဲစဉ်းစားနေတာ။အော်သူမိမကလည်းကို့ပရိသတ်ဘာပဲလားဆိုပြီးကြည်နူးရသေးတယ်။အဲ့ဒီလက်ဆောင်ကလည်းတန်ဖိုးမရှိတာပေးမိရင်လည်းအာနာရသေးတယ်လေ။အာကိစ္စမရှိပါဘူးဗျာ။ကျွန်တော်တို့ကအဲ့ဒါမျိုးလူချင်းလို့လာတာမှမဟုတ်တာ။ဒါပေမဲ့လေကျွန်တော်တို့ရဲ့အစည်းအဝေးနဲ့ ဆရာအဘဘလောက်လေးစားတယ်ဆိုတာကိုသိစေချင်တာဟုတ်ကဲ့ခင်ဗျဂျေစုတင်ပါတယ်ကိုလဲသူစကားကိုအလိုက်တင်ပြန်ဖြေနေမိတယ်အခုတော့ကျွန်တော်နဲ့ကျွန်တော်မိမအသေးစားတိုင်းမင်းပြီးပြီအော်ဟုတ်ကဲ့ဘာများလေးဗျာကျွန်တော်လဲဘူးမသိဘာမသိနဲ့အလိုက်တင်မေးမိတယ်ဒါကိုယောက်ျားကြီးကသူ့ဂရိခွင်ကလေးကိုကျွန်တော်လက်ထဲထုတ်ထည့်ပေးပြီး စီယာခဏလောက်ဆိုတော့ကျွန်တော်လေးရောင်ရောင်ကန်းကန်းနဲ့ကလေးကိုပူရည်ကြည့်မိတယ်။ကျွန်တော်သမီးလေးကချစ်စရာလေးနော်။ဟုတ်ပါတယ်။ကလေးလေးကအသားဖြူဖြူမျက်လုံးဝိုင်းဝိုင်းနဲ့ချစ်စရာလေးပါ။ကျွန်တော်မျက်နှာကြည့်ပြီးရေပြနေသေးတယ်။ကလေးကိုကြည့်ပြီးကြည်နူးမိတာအမှန်ပါပဲ။အဲ့ဒီချိန်မှာပဲယောက်ျားကြီးကအဲ့ဒီလိုချစ်စရာကောင်းတဲ့ကလေးဆရာကိုအပိုင်ပေးလိုက်ပြီး ဆရာခေါ်ပြီးမွေးစားလိုက်ပြီးတော့ဒါကျွန်တော်ပေးတဲ့လက်ဆောင်ပဲဟေးသူစကားကြောင့်ကျွန်တော်ဗာဆက်ပြောလို့ပြောရမှမသိပဲကြောင်နေမိတယ်ကလေးလက်စုပ်လက်ကင်ကြီးကကျွန်တော်လက်ထဲရောက်နေပြီဒီနေ့ကစပြီးဒီကလေးကိုဆရာပိုင်သွားပြီဒါအကြီးတော်ရဲ့သမီးဖြစ်သွားပြီဗျာကျွန်တော်ရဲ့သမီးကျွန်တော်ရဲ့ခရံကရံရေရွတ်တဲ့ ။နောက်ဟိုလူကသူမိမလက်ဆွဲပြီးဟုတ်တယ်။ဒါဆရာအကြီးတော်သမီးဖြစ်သွားပြီ။ဆရာခေါ်သွားပြီတော့။လာမိမသွားမေး။ဟာဟေးကျွန်တော်တောင်ဒါချိန်မရလိုက်ဘူး။ဟောပြောပွဲလာလူကြတဲ့တိုးဝင်ပြောက်ကွေသွားတော့တယ်။လင်းမယားနှစ်ယောက်လုံးတက်ညီလက်ညီပါဗျာ။လူကလေးများတော့အစနာတောင်ရှာမတွေ့တော့ဘူးကျွန်တော်လေးကြောင်တောင်တောင်နဲ့ကက်လေးကိုပိုက်ထားမိတော့ အဲ့ဒီချိန်မှာပဲဟော်ပြောဝဲစင်မောတက်ဖို့အဝဲစားလဲပြီးထွက်လာတဲ့ညီကိုရဲကကျွန်တော်ကိုအံ့အားသင့်စွာကြည့်ပြီးဟဲ့ကောင်မောင်ကြီးဟော်ပြောဝဲအချိန်ကနီးနေပြီလေအဝဲစားမလဲသေးဟေးမင်းလက်ထဲကကလေးကသူလဲကျွန်တော်ပွေထားတဲ့ကလေးမြင်ပြီးအံ့အားသင့်သွားတယ်ကျွန်တော်လဲကြောင်တောင်တောင်နဲ့ချွေးသီးတွေကြပြီးမတည်ပါဘူးဗျာ ဒါလေးကကျွန်တော်သမီးဆိုပြီးလာပေးသွားတာပဲကျွန်တော်လည်းဘာမှမလုပ်ရပဲနဲ့ဆိုတော့ကိုရဲဝင်းကလည်းဘူးမသိဘာမသိနဲ့အာမင်းဘာမှမလုပ်ဖဲနဲ့လာပေးသွားမလားကွာမင်းအရင်မူပြီးတခုခုများမှားခဲ့လားအရေးတဲ့သူကဝင်ကြည့်နေသေးတယ်ကျွန်တော်ကလည်းစိတ်ရှုပ်ရှုပ်နေအာအကူကလေးပြကျွန်တော်ကဒီနယ်ကိုတခါမှရောက်ဘူးတာမှမဟုတ်တာ အခုချိန်ထိအပြင်းလဲမထွက်ရသေးဘူး။နောက်ပြီးကျွန်တော်ကရောက်ရောက်ချင်းမှားမိရင်တော့မိမနေချင်းညချင်း ကလေးမွေတယ်လို့မကြဘူးပါဘူး။ဘဇက်ကလည်းဘာရီမန်ကိုမသိတော့ပါဘူးဗျာ။ပောက်ကရတွေကို ထွက်ကုန်ရော။ဒါကိုကိုရဲဝင်းကနေချင်းညချင်းမွေတယ်လို့မနေနဲ့တော့ဟိုမှာအစီအစဉ်က ကြီးညာနေပြီ။အဝိအစားလဲပြီးတော့ဟုတ်တယ်။ဟောပြောဝဲအစီအစဉ်ကစနေပြီ။အဲ့ဒါနဲ့ပဲ ကိုလက်ဆောင်ရထားတဲ့ကလေးကိုဂရင်မှချပြီးအဝိအစားလေးရတယ်။ကလေးကလေးပြငြိမ်နေတာပဲလုံးဝမငုပ်ဘူး။တခါတလေရေတောင်ပြနေသေးတယ်။အဝိအစားလေးပြီး ဟော့ပြောပွဲဝင်သွားဖို့ကြတော့လေကလေးကိုထားခဲ့လို့မဖြစ်တခုခုဖြစ်သွားရင်ကို့တာဝန်ကြမယ်။ဒါနဲ့ပဲကလေးလေးပိုက်ပြီးပြန်ထွက်လာ။ကိုရဲဝင်ဘာလဲကွာဒီ ဒီကလေးကိုဘယ်လိုလုပ်ရမှာလဲကျွန်တော်ရဲ့ငူမဲမဲအမေနာဟုကိုရဲဝင်းကမျက်မှောင်ကျုပ်ပြီးကလေးမိဘတွေကိုမဲမသိဘူးလားမမသိပါဘူးအကိုရာဟာဒါဆိုမင်းကဘာလို့ကလေးကိုခေါ်ထားတာလဲကိုရဲဝင်းရဲ့ခန်းကောင်းကောင်းအမေနာဟုကျွန်တော်လဲစိတ်ရှုပ်စွာခေါင်းကုပ်ပြီးကျွန်တော်လဲဘယ်ဒီမှာလဲဗျာလက်ဆောင်စုပြီးလာထုထဲပေးသွားရဲဟာကူ ကိုရေဝင်းကရေတယ်။နောက်ကိုကျွန်တော်ကမရေပါနဲ့ဗျာ။ဒီမှာစိတ်ညစ်နေရတဲ့အထင်ဘယ်လိုလုပ်ရမလဲဆိုတာသာစဉ်းစားပြီးပါဦး။ကျွန်တော်စကားချကိုရေဝင်းကတွေးသွားတယ်။အတော်ချမမင်းကလေးကထားခဲ့လို့လည်းမဖြစ်ဘူးနော်။အဲ့ဒါကြောင့်ပြောတာပေါ့ဗျာ။ဒီလိုလောက်ကမင်းဒီကလေးကိုခြိတာခြိခဲ့တော့ဟေးခြိခဲ့ရမေးအေးခြိခဲ့ရမှာပေါ့ကွာ ဒါမှဘွေကင်းထဲမှာသူ့မိဘတွေတွေ့ရင်ချက်ချင်းပြန်ပြီးလို့ရမှာပေါ့သူပြောတော့လေဟုတ်တယ်လို့ဟုတ်တာဟောပြောပွဲလာနားထောင်တဲ့အထင်းမှာသူ့မိဘတွေတော့ဒေကြပေါ့ရှိမှာပဲသူ့မိဘတွေ့ရင်ကလေးကိုပြန်ပေးလိုက်ရုံပေါ့ဟုတ်ဘူးလားဒီလိုနဲ့ပဲမုတ်စိတ်ကြီးဓမ္မနဲ့ကလေးကရင်ခွင်ဝင်လာတဲ့ဆရာကြီးတို့ကိုမြင်တော့ပရိသတ်ကြီးကဟာကနေဟင်ကနေဖြေကုန်နေပြီးတော့ဒီတို့ဒီတို့နဲ့ ဟဲ့ဟိုမုတ်စိတ်နဲ့ဟာကအကြည်တော်မဟုတ်လားအေးဟုတ်တယ်လေဘာဖြစ်လို့လဲဟဲ့သူပြောတော့လူပြူစအခုကကလေးကြီးနေဟဲ့ဟုတ်ပါသူကလေးပဲဖြစ်မှာပေါ့ဟောပြောဝေးတော့ခေါ်လာခဲ့တဲ့ဟာကဟဲ့သူကလေးကသူနဲ့လဲမတူဘူးဖြူဖြူဝီဝီချစ်စရာလေးဘေးကဘဲကူဘတ်တုံနဲ့တွေ့လာလဲမသိဘူးစားတဲ့အတန်များစူညံနေတယ် ဟုတ်တယ်လေသူတို့ထင်လဲထင်စရာမေစာကြီးစီအမဟော်ပြောဝဲကူကလေးခေါ်မလာတဲ့ဟာကူကျွန်တော်တယောက်တည်းအများတည်းထူပြီးကလေးကြီးတကောင်နဲ့ဟာကူသူ့မှာတော့ဘာမှမပြောတတ်ဘူးလက်ဆောင်ရထားတဲ့ကလေးတယောက်ရင်ဝယ်ပိုက်ပြီးသူတို့နေရာချတဲ့နေရာဝင်ထိုင်လိုက်ရတယ်ပြီးတော့ကလေးရဲ့မိဘတွေကိုလိုက်ရှာကြည့်တယ်ဘယ်မှမမတွေ့ဘူးကိုပြောရမယ့်အလှလေရောက်တော့မယ်ကလေးမိဘကလည်း ဖဲရောက်လို့ရောက်နေမှမသိဘူး။နဖူးကလည်းဇောချူရီဘလောက်ဘလောက်နဲ့စိတ်ထွက်နေတယ်။ဒီကြတဲ့ကလေးကဗျာ။ချူချူစုကျင်နေမှတ်တယ်။ဝဲထားတဲ့အင်ကြီးကျဲသည်လာလာဖြုတ်နေတယ်။အဲ့ဒီချိန်မှာပဲကြားလိုက်ရတဲ့အတန်ကယခုဆက်လက်ဟောပြောမယ့်သူကတော့စာရေးဆရာအကြီးတော်ဖြစ်ပါတယ်။ကိုနာမည်ခေါ်တဲ့ကြားတာနဲ့လန့်ခုံမိမတဲ့ဖြစ်သွားတယ်။သွားပြီ။ ဟောပြောဖို့အလှဲကလည်းကြပြီးကလေးကလည်းမိပါရှာမတွေ့သေးမျက်နာကြီးနီးပြီးဇောချွေးတွေပါတကူလုံးစိန်ထွက်လာတယ်ကလေးကြီးချီပြီးတက်ဟောဖို့ကလည်းဘယ်လိုမှမဖြစ်နိုင်ဒုက္ခပဲဒုက္ခမှအကြီးအကျယ်ဒုက္ခဆရာအကြီးတော်ခမည်းဒုက္ခဆိုတာနောက်တစ်ချိန်မှဖြစ်လာမယ့်ဟာတာပါဆိုတဲ့ဆရာရဲ့ဟောပြောညွှန်ကြားချက်ကိုစတင်ရင်ဟောပြောပွဲစဉ်မြင့်သို့ကြွပါခမည်း သေးပြီပြောဖို့ဇင်မောကခေါ်နေပြီကိုကကလေးတယောက်နဲ့ဘာလို့လို့လို့ရမှမသိဖြစ်နေတော့ပရိသတ်ကလည်းခေါင်းထောင်နေပြီဒုက္ခကဖြစ်နေပြီကိုစကားအတိုင်းဘယ်ချိန်မှဟာသာဖြစ်မှမသိဒါနဲ့ပဲမတတ်သားတဲ့အစုံမိနာကနီကိုရဲကိုလက်တို့ပြီးကိုရဲဝင် ကျွန်တော်ဇင်မောတက်ရတော့မေးကလေးခဏထိန်ထားပြီး ကျွန်တော်ပြန်စင်းလာတော့ပြန်ယူပါမယ်ဆိုတော့ကိုကိုရဲဝင်းကလည်းတော်ပါကွာငါမဒေါဂီမန်သူသားကြီးရန်ကိုကြောက်လို့ထွက်ပြေးလာရတဲ့အထင်မင်းကဒီမှာကလေးလာထိန်ခိုင်နေသေးတယ်မထိန်နိုင်ဘူးသူစကားကြားတာနဲ့ကျွန်တော်မှမျက်ရည်ပါဝိုင်းသွားရတယ်သူမှမယူထားရင်ကလေးကထားခဲ့လို့လည်းမဖြစ်ပရိသတ်ကြီးတော့လေကျွန်တော်စင်မွန်မတက်ရသေးတဲ့အတွက် ပွားစီပွားစီဖြစ်ကုန်ပြီကိုလဲကလေးတယောက်နဲ့ကြောင်စီစီဖြစ်နေတော့အဲ့ဒီအချိန်ကျမှဟော်ပြောပွဲကောမဒီအဖွဲ့ကပြေးလာပြီဆရာဆရာအလက်လီဘာလို့စင်မမတ်တက်သေးဟေးဒီကလေးကကလေးမြင်တော့ကောမဒီအဖွဲ့ရိအံ့အားသင့်သွားပုံရတယ်အဲ့ဒီတော့မှကျွန်တော်လဲမျက်ရည်လဲရွှဲနှက်တွဲလေးနဲ့အဲ့ဒါသာကြည့်ပါတော့ဗျာ ဒီကလေးတယောက်ပိုက်ပြီးကျွန်တော်ကဘလူစင်မော်တက်ရမှလဲဗျာဆိုမှကောမဒီအဖွဲ့ကတယောက်ကအာဒီကလေးကျွန်တော်သိပါတယ်သူမိဘတွေကဟိုးအလဲမှာထိုင်နေတယ်ဆိုတော့ကျွန်တော်လဲဝမ်းသာသွားပြီဟေးသိရင်လဲပြန်ပြန်ပေးလိုက်စမ်းပါဗျာလောက်ပါဗျာဆိုပြီးကလေးကိုအဲ့ဒီလူလက်ထဲထိုးထည့်ပေးပြီးငါလက်ကလွတ်တရင်ကျွတ်လောက်ကစင်မော်ခက်မြန်မြန်ပြည့်တက်လိုက်ရတယ် အဲဒီတော့မှကျွန်တော်အစိတ်တွေလဲနာစီလက်ထဲကလွတ်တဲ့အကျဉ်းသားလူပေါ့ပါသွားတော့တယ်။စင်မော်ရောက်တော့ကျွန်တော်ဒုက္ခနဲ့ရခဲ့တဲ့ဟာသက်ရီပြောပြတယ်။လူရီရဲ့ရေတန်ကြားရပါတယ်။အဲဒါပါပဲ။အခုကျွန်တော်ရဲ့ဒုက္ခရီပြောပြတယ်။လူရီရေကြတယ်။ဘာဖြစ်လို့လဲဆိုတော့အရင်ကဖြစ်ခဲ့တဲ့ဒုက္ခတွေဟာ ဟာသာအဖြစ် အသွင်ပြောင်းသွားပါပြီ။ ဒီတော့အားလုံးဟာလေအခုကျွန်တော်ပြောခဲ့တယ်လို့ဒုက္ခရောက်နေလို့စိတ်မပြတ်ပါနဲ့ဒါရီယာနောက်တစ်ချိန်မှဖြစ်လာမယ်ဟာတာပါလို့ပြောရင်ဏီကုံချုပ်အပ်ပါလေကျွန်တော်ဟောပြောဝဲကိုအပီးတက်လိုက်တယ်စိတ်ထဲမှာလေစင်မော်ကဇင်းနာနဲ့ကြုံရမယ်ဒုက္ခကိုတထိတ်ထိတ်နေပါပဲစင်အောက်ရောက်တာနဲ့လာဖိတ်ထားတဲ့လူငယ်တွေနဲ့ချိန်ပြီးလစ်တော်တာတညာလုံးမှာပဲဗျာ တိုက်တဲ့အရက်ကလည်းစုံနေတာပဲသူတို့တိုက်တဲ့မြအခုလည်းစုံနေအောင်တော့ဇကားတွေလည်းဖောင်ဖွဲ့ပြီးညအတော်နဲ့မှပြန်ခဲ့တယ်တဲရတဲ့နေရာရောက်တော့ကိုရဲဝင်းကမအိသေးဘူးသူလည်းသူ့ဧည့်သည်တွေနဲ့ပြန်ရောက်ရုံရှိသေးတာကျွန်တော်ကလည်းမြင်ရောဟဲ့ကမောင်ကြီးဟိုမှာမင်းကိုတွေ့ခြင်းနဲ့ဧည့်သည်တွေစောင့်နေတယ်ဆိုတော့ကျွန်တော်ကဘယ်မှာလဲအကူဆိုတာကိုကိုရဲဝင်းကထိုင်ရာကမထပါဘူး အပြင်ဘက်မှဆိုပြီးပြုံးစည်းစည်းနဲ့ညွန်ပြလိုက်တော့ကျွန်တော်လည်းမဝင်မရွေးနဲ့ထွက်ချောင်းလိုက်ရ။ဟေးအမောင်ထဲမှာရက်နေတဲ့ဟိုလီမယားသူတို့လက်ထဲမှာကျွန်တော်အတွက်လက်ဆောင်ကျွန်တော်လည်းလန့်ပြီးအိတ်ရတဲ့ဝုန်းကနေပြေးဝင်ကအခုကျွန်တော်ကျွန်တော်အိတ်နေပြီလို့သာပြောလိုက်တော့ဗျာအိတ်ပြီးအိတ်ပြီးဆိုပြီးဆောင်းကူအဆအဆုံး လုံနေအောင်ခြုံပြီးအိတ်ချင်အောင်စောင်းနေလိုက်ရတော့တယ်။အဲ့ဒါပါပဲဗျာ။အကြည့်တော်ဆိုတာလူပြိုပါပဲ။အေးဒါပေမဲ့ကလေးတယောက်ရခဲ့ဘူးပါတယ်။မှုပြီးမှားပြီးရခဲ့ဘူးတာမဟုတ်ပါဘူး။ပရိသတ်ကချစ်လူပြီးတဲ့လက်ဆောင်။အခုများဟောပြောပွဲသွားရင်မလက်ဆောင်များရအောင်မလဲဆိုပြီးတထိတ်ထိတ်ရှိနေတော့မှာပဲ။အကယ်၍များ အခုလိုကျွန်တော်ရခဲ့တဲ့လက်ဆောင်လူသားဆိုရင်